အပွဲပွဲနှဲလာသည်များတနာမိုရိန်ကိုကြောက်လို့ဆူရှိပဲလိုက်တော့မလို့ပြောလာတဲ့ပြည်ဟင်းဒီဟာမြန်မာနစ်ပညာလောကရဲ့ဖော်ကောင်လို့တောင်မှနာမည်ကြီးနေတဲ့အမေရိကန်ကနေအမြဲတမ်းအတွင်းတင်းတွေလှမ်းဖွားနေတဲ့ဒရိုက်တာပြည်ဟင်းဒီဟာတရားဒီတစ်ခါတော့တနာမိုရိန်လက်မြောက်ရှုံးပေးထားတဲ့အကြောင်းပါပဲဟုတ်ပါတယ်အပွဲပွဲနှဲလာသည်များဘဒုကိုမှခေယူမဆိုင်ခဲ့တဲ့ပြည်ဟင်းဒီဟာတရားတနာမိုရိန်ကိုတော့အကြောက်တွားပြီးတော့နယူးယောက်မှာဆူရှိပဲအေးဆေးလိုက်တော့မလို့တောင် တည်ဝင်ပြောလာရတဲ့အထိဖြစ်သွားပါတယ်ဒရိုက်တာဖြစ်ဟင်းတရားဆိုတာမြန်မာနိုင်ငံမှာရုပ်ရှင်ဒရိုက်တာအဖြစ်ရပ်တည်ဖူးတာကြောင့်အနည်းပညာလောကရဲ့အတွင်းကြီးတွေအကြတာကအစားတည်နေတူပါသူက အမေရိကန်ရောက်သွားတဲ့အချိန်ကစပြီးတော့ဒီအတင်းတင်းတွေကိုလှမ်းဖွားလွှမ်းမွေတာပါသူကြောင့်မလို့ပြည်ထနာတက်ခဲရတဲ့အနည်းပညာရှင်တွေလည်းမနေပါဘူးအထူးသဖြင့်မြင်းမြတ်လွှမ်းပိုင်တို့ဆိုရင်သူ့ရဲ့စနေကိုအဓိကခံရတာပါမြင်းမြတ်ကဘလို့ကျင့်စရာရှိတယ်လွှမ်းပိုင်ကဘလို့ နော်ဖောအင်တာနက်ဘလို့စတဲ့ဖြစ်သူဟာဖော်ကောင်းလုပ်လို့ရှိပါတယ်။ဒါကြောင့်လွှမ်းပိုင်ဆိုရင်သူ့ကိုတရှင်းထဲတောင်မှထဲဆိုရတဲ့အထိပါပဲ။ဒီလိုပွဲပွဲနှွဲလာတဲ့ပြင်ဟင်းတီဟာအခုတခါအကြီးကျယ်ပွဲဖြစ်နေတဲ့တနမိုးတိန်နဲ့ပရိုဂျူဆာကိုရွှေမန်းတို့ပြည်တနာကိုလည်းအစာပြုမိမှွေခဲတာပါ။သူကတနာမိုးတိန်နဲ့ကိုရွှေမန်းကြိုက်နေတယ်ဆိုပြီးစက်တင်ပြောမိတာကနေပိတ်တွေကဒါကိုအရှိခံပြီးတော့ကိုရွှေမန်းတကယ်မင်္ဂလာဆောင်တဲ့အချိန်မှာဝိုင်းတင်ကြပါတော့တယ်ဒီမှာတင်တနာမိုးတိန်ဟာ ကိုရွှေမန်းကမယူရှင်လို့ထားခဲ့ရတဲ့မင်းကလေးဆိုပြီးတော့တိတ်ခါကြကြရတွေကြီးကျယ်ကျုံခဲရတာပါဒီကိစ္စကိုတဏမိုးတိန်ကဝန်ရှင်ရင်ဒီကြားထဲထွန်းထွန်းအိမ်သမဲပါပါလာပြီးတော့ဇလန်းကပုတ်ချုပ်သွားခဲ့ပါတယ်ဇလန်းကဒီမှာတင်ပြီးသေးပါဘူးပြင်ဟင်းတီဟာကဒီမီကိုထားမှွေပါတယ်သူကလွန်ပိုင်တဲ့တဏမိုးတိန်တွင်ထွက်ဖူးကြောင်းဒါကြောင့်တဏမိုးတိန်ရှိသူကိုရွှေမန်းပြင်ဟင်းတီဟာစီကိုဖုံးစေရကြောင်းဆိုပြီးတော့ဇလန်းတစ်တွေထွန်းလာပြန်ပါတယ် ဒီစကားကိုကြားထဲကတဏမိုးတိမ်ကလုံးဝပောက်ကွဲပါတော့တယ်။သူမပြင်းဟင်းတီဟောက်ကိုရောက်ကြမဟုတ်ဘူးလား။ကုန်တိတ်ခါမရှိဘူးလားလို့တိုက်ရိုက်မေးပြီးသူမကိုဘာလို့လူတွေအထင်လွဲအောင်လုပ်လဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။တဏမိုးတိမ်ကပြင်းဟင်းတီဟာမြန်မာပြည်မှာရှိစဉ်ကသူမဘက်ကအဆင်ပြေအောင်ကူညီခဲ့တာတွေရှိကြောင်းအခုဒီကိစ္စအသက်ပြင်းဟင်းတီဟာနဲ့တရားဝင်စီရင်ရှင့်မယ်လို့စိန်ခေါ်လိုက်တာပါ။တစ်ဖက်ကလွန်ပိုင်ကကိုရွှေမန်းကသူ့ကိုဖုံးဆက်မိတယ်ဆိုတာလုံးဝမဟုတ်မှန်ကြောင်း သူဟာထုတ်လုပ်သူရွှေမန်းဘူစန်းတို့နဲ့မကျေနပ်တာရှိရင်အချိန်မရွေးဖုံးဆက်စရင်ရှင်းတယ်လို့သူတို့ကလည်းသူ့ကိုဖုံးဆက်ရှင်းတဲ့ကြောင်းပြင်းဟင်းတီဟာလို့အပြင်လူကိုဖုံးဆက်ပြီးတော့တိုင်တဲစရာအကြောင်းလုံးဝမရှိကြောင်းပြောပြီးတော့ပြင်းဟင်းတီဟာက ပြောပါတယ်အမှန်မဟုတ်တာကိုတည့်တည့်အထောက်ထားနဲ့ပြမယ်လို့ထပ်ဆစ်စိန်ခေါ်လိုက်ပါတယ်အဲ့ဒီနေမှာတော့အမြဲတမ်းဖော်ကောင်းလုပ်လာတဲ့ပြင်းဟင်းတီဟာတယောက်တကယ်ကိုမှညတ်သွားပါတယ်တစ်ဖက်ကတနမိုးတင်ရဲ့စိန်ခေါ်မှုတစ်ဖက်ကလွှမ်းပိုင်ရဲ့ တတင်နဲ့ရှင်းမယ့်ကိစ္စဒီငကူကြားမှာသူစစ်တိုးမရတော့ပါဘူးရှင်းချင်းပဲလေတန်းပြောင်းသွားပါတယ်သူကဒီကိစ္စမှာသူဝင်မပါတော့ကြောင်းလမ်းပိုင်နဲ့တလားမိုးတင်ဘာမှမဖြစ်ခဲ့ပါကြောင်းရှင်းရှင်းပြန်ဖုံးပေးပြီးတော့အမေရိကန်ဒီပါမျိုးမှာဆူရှိပဲအေးဆေးလိုက်ပါတော့မယ်ဆိုပြီးဒီဇလန်ကနေလုံးဝရှောင်ထွက်သွားခဲ့ပါတော့တယ်ဒီတစ်ခါမှတော့ပြင်းဟင်းဒီဟာတရားလုံးဝရှုံးပေးသွားရတာထင်ရှားပါတယ်အမြဲတမ်းဖော်ကောင်းလုပ်ပြီးတော့ ကဲဆက်သက်တဲ့ဒင်းတွေတင်ဆက်တွေ့ဖြစ်နာမဲ့ကြီးခဲ့ပေမဲ့ဒီတစ်ခါကန္နာမိုးတိန်နဲ့လွန်ပိုင်တို့ရဲ့တားရဲ့ရင်ဆိုင်စိန်ခေါ်မှုကိုတော့ဒီမခနိုင်ခဲ့ပါဘူးဒီအဖြစ်ပြကဘာကိုပြလဲဆိုတော့အမှန်တရားဘက်ကအရှိတွေရဲ့ကိုယ်တိုင်မှန်ကန်နေရင်ကြောက်စရာမလိုဘူးဆိုတာကိုတတိပြလိုက်တာပါပဲဒေါက်တာပြင်းဟင်းဒီဟာအနေနဲ့နောက်ထပ်တင်းတွေမဖန်တီးခင်မီးမမွေးခင်ဒီတစ်ခါအတွေ့အကြုံကိုသင်ကန်းစာယူရတော့မှဖြစ်ပါတယ်ဗီဒီယိုကြည့်ကြည့်နေကြတဲ့အတူတွေကရောပြင်းဟင်းတီဟာတရားတရားမိုးတိန်ကိုကြောက်ပြီးတော့ ဆူချီလိတ်သွားတဲ့အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်